함께 စားလို့ရပါတယ်လို့ကျွန်မတို့ကပြောချင်ပါတယ်ရှင်။အဲ့တော့အရင်တုန်းကတော့ပေါ့နော်ဒီကိုဝင်ဆောင်မိခင်တွေမှာပဲပင်ပေါက်တွေမစားရဘူးလို့နောက်ပြီးတော့မှဒါ၄ဘက်နာရှိတဲ့သူတွေမှာဆိုပဲပင်ပေါက်တွေမစားရဘူးဆိုတာကျွန်မတို့ဒါကြာခဲ့ပါပြီနော်။ဒီအစားလေးအယူလေးပေါ့ဒါပေမဲ့အခုကျွန်မတို့ခင်ရောက်သွားတဲ့ခါမှာဆိုရှင်ပဲပင်ပေါက်မှာလည်းအခုပြောသူလိုပဲပေါ့နော်။သူနဲ့ဆိုင်တဲ့ဗိုက်တာမင်တွေဗိုက်တာမင် B1 နေ B6 တွေနော်။ဒါလေးတွေကလည်းပါတဲ့အတွက်ကြောင့်မလို့ကျွန်မတို့တွေကစားလို့ရတယ်။အခုပြောသူလိုပေါ့ဒီအစားအသောက်တွေအားလုံးထဲမှာပြူရင်းဆိုတဲ့ဥစ္စာလေးကတော့ပါတဲ့နောက်က တော့ပါပါတယ်เนาะအဲ့တော့ပါတင်းတဲ့လောက်ပါတဲ့အတွက်ကြောင့်မလို့ဥပမာအဲပဲပင်ပေါက်ကြီးကိုတပကံပြားလုံးကြီးပေါ့နော် စားတာလိုမျိုးတို့နောက်တစ်ခါကြာလို့ရှိရင်အစိမ်းအောင်ရှိတဲ့အရွက်တေးတို့နောက်မိုးတွေမြစ်တေးပေါ့နော်ဒါတွေအကုန်လုံးကိုအများကြီးစားတာမျိုးဆိုရင်တော့ကိုယ်ဝန်ဆောင်မိခင်မမဟုတ်ပါဘူးဂျန်တဲ့သူတွေမှာလည်းပေါ့ဒီလက်လေးတွေတင်းတာမျိုးလို့ပေါ့နော်ဒါမျိုးလေးတွေကကြာတော့ဖြစ်တတ်ပါတယ်အထူးသဖြင့်ဆိုလို့ရှိရင်တော့လေဒါဆောင်းတွင်းပေါ့နော်ဆောင်းတွင်းတွေမှာဆိုလို့ရှိရင်ဒါတွေအများကြီးစားတယ်ဆိုလို့ရှိရင်ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့အဲ့လိုမျိုးအချိန်ဒီမှာတော့ကျမတို့တွေကရှောင်းတင်တယ်ဂျန်တဲ့ ချိန်မျိုးမှာဆိုတော့အထူးသဖြင့်တော့ဒါမွေငါစားတယ်ဆိုအခုနောက်ပိုင်းမှာပေါ့မုတ်ဒီငါစားတာပဲဖြစ်ဖြစ်ခွစ်တီယိုပေါ့နော်ဒါကျမတို့နိုင်ငံမှာတွေကဒါတပြေးပြေးနဲ့စားလာကြတဲ့အစားအစာတွေဖြစ်တော့အဲ့လိုဒီမှာဆိုလို့ရှိရင်လဲဒါစားလို့ရသလားဆိုလို့ရှိရင်တော့ဒါသူ့အတူတင့်ပျော်လျောက်ပတ်တလောက်ပေါ့နော်ဥပမာပေးပင်ပေါ့ဆိုရှင်သုံးစွန်းထက်မပိုဘူးပေါ့နော်ကျမတို့ထမင်းစားစွန်းလေးနဲ့ချိန်လိုက်တယ်သုံးစွန်းထက်မပိုဘူးဆိုလို့ရှိရင်ဒါဒါကျမတို့စားလို့ရပါတယ်လို့ပြောလို့ရပါတယ်အဲ့ဒါကြောင့်မွေငါတွေမှာပဲထည့်စားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လဲပေါ့နော်ဥပမာဆိုရှင်ခွစ်တီယိုထဲမှာပဲထည့်စား တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကျမတို့ပဲပြပဲမြင်ပေါ့ကြော်ပေါ့เนาะဒါများတော့အဖြစ်လေစားကြပါတယ်ကျမတို့ညာမြန်မာလူမျိုးအများစုอ่ะအဲ့မျိုးတွေမှာဆိုလို့ရှိရင်လည်းဒါကိုဝန်ဆောင်တဲ့အချိန်ဒီမှာစားလို့ရသလားလို့မေးရဆိုရင်တော့ကျမစားလို့ရပါတယ်လို့ဖြည့်ဖြည့်ပေးလိုက်ပါတယ်ရှင့်